လက်လက်ကိုထလို့နှုံဆက်ခြင်းမူစတဲ့တခြင်းတွေနဲ့အောင်မြင်လာတဲ့ဆိုတော့ဘောဘီဆော့ဆော့ကိုထက်ထက်တယောက်ဂီတတတန်း၅နှစ်ပြည့်ချိန်မှာတော့သူ့ရဲ့ပထမဆုံးတကူရောအယ်ဘမ်21ကို February လဆန်းမှာထုတ်ဝေတော့မယ်လို့ပြောလိုက်ပါပြီ2013 October မှာဒုံးပြန်တဲ့အယ်ဘမ်ထွက်ရှိပြီးခဲ့ကတကူရောခွေအတွက်စတင်ပြင်ဆင်ခဲ့တာကြောင့်အချိန်တစ်နှစ်ကျော်ကြာအချိန်ယူပြင်ဆင်ခဲ့တဲ့အတွက်ပရိသတ်တွေစောင့်မျှော်ရာကြိုးနှက်မှာပါလို့ Central Hotel မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာဘော်ဘီဆော့ဆာကပြောပါတယ်။ဒီခွေရတဲ့ဒီဒုံရံ DVD 2013ခုနှစ်အောက်တိုဘာမှာထွက်ပြီးခဲ့တဲ့ကညမှအချိန်ယူပြီးတော့စပြီးတော့လုပ်ခဲ့တဲ့အချိန်အခွေပေါ့နော်ဟုတ်။အရှင်းပုံစံတွေကတော့အဲဆုံပေါ့နော်ဒီတချင်းမျိုးတွေလည်းပါတယ်ပြီးတော့အချင်းချင်းဆိုလည်းအလိုတပုံးနဲ့တပုံးဟိုနားထောင်လာတာပရိသတ်တိတ်မတူအောင်မျိုးစုံလုပ်ထားပါတယ်ဟုတ်။ဒီမှာတော့ဒီလက်ရှိ လေးလာထားသလောက်ပညာရေရော ကိုယ်စွမ်းဉာဏ်စွမ်းရှိတဲ့လောက်ကိုအကုန်လုံးတော့ညီမဟိုတုံးထားပါရဲ့အဲ့တော့ဟိုပရိသတ်ကြီးကအကင်းချက်ပေးရမှာပေါ့နော်ဟုတ်အော်ကြည့်ဒီကတော့ဒီအခွေလေးပေါ့နော်အခွေလေးထပ်ပရိသတ်ပြောရကြို့နဲ့အောင်စူးစမ်းထားပါအဲ့ပရိသတ်ကြီးကအဆောင်ကြီးအကဲဖြတ်ပြီးတော့ထပ်ဝေဖန်ပေးပါအောင်လို့သူဖြတ်တန်းခဲ့တဲ့ဂီတတတန်းတစ်လျှောက်ပထမဆုံးထွက်မဲ့တကူတော့ဖြစ်လို့အမှတ်တရအနေနဲ့27နှစ်ပြည့်ပြီမို့အယ်ဘမ်ကောင်းစဉ်ကို21လို့ရိုးရိုးလေးပဲပေးခဲ့တာဖြစ်တဲ့အကြောင်း ဒီအယ်ဘမ်အတွက်ကိုစွမ်းညံစွမ်းရှိတဲ့လောက်ပညာကုံထုတ်သုံးထားတယ်လို့လည်းပြောပါတယ်။ Rap တချင်မျိုးမျိုးလေးတွေကိုရေးဆက်လေးရှိပြီးစာသားတွေအမြန်ရွတ်တူဘောဘီဆော့ဆာကိုထက်ထဟာ2006ကစလို့ Underground Guitar လောကမှာစတင်လှုပ်ရှားခဲ့ပေမယ့်2009ကမှရဲလေးရဲ့နှုတ်ဆက်ခြင်းဘူးတချင်မှာ featuring တည်ဆိုရင်းနဲ့ပြီးမှစီကြောင်းနဲ့ရောက်လာတာဖြစ်ပါတယ်။ချက်တဲ့ဖန်တီးချရဲ့21 album ကိုအခွေချမ်းမှာစတင်နားထောင်ရကလေးက အရင်လုပ်ခဲ့တဲ့ဂီတပုံစံနဲ့မတူပဲကွဲထွက်နေတာကိုတွေ့ရမယ်လို့ညွှန်လာသူကအဆူရောဘန်ဒီဖြူပါအဲ့ဒါဖန်နီးနေတဲ့ music ပုံစံကဟိုနည်းနည်းလေးသူများရဲ့လည်းမတူပဲကွဲထွက်နေတာကိုတွေ့ရပါတယ်အဲ့တော့ကြောင့်ဒီအခွေထွက်လာလို့ရှိရင်လည်းပြည်သက်တွေကအရသာအစ်တစ်ခုအရင်ဘော်ဘီဆောက်စာရဲ့ပုံစံအပြင်ဘော်ဘီဆောက်စာရဲ့တခြားနည်းနည်းလေးပို့ပြီးတော့ upgrade ဖြစ်ထားတဲ့အသက်ကြီးလာတဲ့ဘော်ဘီဆောက်စာရဲ့ပုံစံကိုမြင်ရမယ်လို့ထင်ပါတယ်အပြီးတော့ဟိုအခွေထွက်တဲ့အတွက်ဝမ်းသာပီတီစကားလည်းဝမ်းသာပါတယ်ဂုဏ်ယူပါတယ် တဲ့ပို့ပြီးတော့ပို့ပြီးတော့ဒီထက်မကအောင်မြင်ပါသေးလို့ဆို21တကူရော album ကို February 7ရက်နေ့ကျရင် Bubu Entertainment ကနေတနိုင်ငံလုံးကိုဖြန့်ချိမှာဖြစ်ပြီးရန်ကုန်နဲ့မန္တလေးမှာလည်း promotion ပွဲတွေလုပ်သွားမယ်လို့ဆိုပါတယ်